တဲ့နဲ့ဝန်နေပြူဝမှုတာဥမှုဟိုဝန်နေကင်းပြင်းနေခြေဆိုင်ကင်းလည်းနဲ့ကင်သုံးဘွယ်ကအာနာသိန်းဆက်တဲ့ပြုလုံးမဲ့ရွက်ောက်ဘွယ်ကိုပူပေါင်းကူညီသွားမယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကကြေညာချက်ထုတ်ပြန်လာပါတယ်ကင်းနေကြတော့တဲ့ BGF ကင်းငင်းငင်းကောင်စီခင်ယူခင်းအန်လေး PC နဲ့ဒီမိုကရေစီကြိုးပြုတ်ကင်းတက်မတော် DGB တို့ကခေါင်းဆောင်တွေဟာစက်တင်ဘာလ28ရက်နေ့ကတွေ့ဆုံဆွေးနွေးပြီးတဲ့နောက်ခုလိုထုတ်ပြန်လိုက်တာပါ အဲ့ဒီသုံးဘက်ဟာရင်ကလည်းစစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့အကြောင်းတီးကြစီထုတ်ဖော်ပြောဆိုခဲ့ကြပြီးဖြစ်ပါလိမ့်။ခုခါမှလည်းသုံးဘက်ပေါင်းပြီးတတန်နဲ့ထွက်လာတာဟာ၎င်းတို့ရဲ့ဂျိုးစီဝါထိခိုက်နေနာမှာကိုစိုးရိမ်တာဆက်ကျင်သူတွေရှိတဲ့နေရာမှန်သမျှကိုပုံကျဲနေတဲ့စစ်တပ်ကကရင်ပြည်နယ်မှာအသာစီးပြင်ရလာတာစတဲ့အချက်နှစ်ချက်ကြောင့်ဖြစ်နိုင်တယ်လို့ကရင်နိုင်ငံရေးလေလာသုံးသက်သူတွေကဆိုကြပါတယ်။အဲ့ဒီသုံးဘက်တွေက DGB နဲ့ KNL PC တို့ဟာ 2015ခုနှစ်အော်တိုဘန်လ9ရက်နေ့မှာတနင်္ဂနွေလုံးပြစ်ခဲတက်ခိုင်မှုရစေးဆိုင်ရာသဘောတူစာချုပ် NCA မှာလက်မှတ်ရေးထိုးထားတဲ့ဖွဲ့တွေဖြစ်ပါတယ်။အင်အားကြီးမတဲ့ BGF ကိုတော့စစ်တက2009ခုနှစ်မှာဖွဲ့စည်းခဲ့တာပါ။2024ခုနှစ်နှစ်လပိုင်းမှာတော့ BGF ကကင်မျိုးသားတက်မတော် KNA အဖြစ်ရည်တည်သွားမယ်လို့ထုတ်ပြောခဲ့ပါတယ်။ဒါပေမဲ့လည်းသုံးဘွဲတွေ့ကြတဲ့အမှတ်တမ်းတက်ပုံမှာတော့အဖွဲ့အမည်ကို BGF KNA လို့ဖော်ပြထားပါတယ်။ PGF ကောင်းဆောင်ကတော့ဘူမူကြီးစောချစ်သူဖြစ်ပြီးတက်နယ်၄ခုတရင်မောင်း73ရင်းထမင်းနဲ့ဖွဲ့စည်းထားပါတယ်။ PGF တက်ဟာတရုတ်ရာဇဝတ်ဂိုင်းတွေနဲ့တူကြားပြန့်လို့ခေါ်ကြတဲ့အွန်လိုင်းပေါ်ကနေငွေကြေးလိမ်လည်တဲ့လုပ်ငန်း၊လူကုန်ကူးမှုနဲ့တရားမဝင်ရာဇဝတ်စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ဖွဲ့ဖြစ်တယ်လို့နိုင်ငံကဖွဲ့စည်းအများပြားကလက်ခံယုံကြည်ထားကြပါတယ်။မေဂန်ပနိုင်ဝန်ကြီးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကလည်း ကင်ပြည်နယ်မြောက်ရီမြို့နယ်မှာကြားဖြတ်လုပ်ငန်းဒါမှမဟုတ်အွန်လိုင်းငွေကြေးလိမ်လည်မှုတွေတိုးမြင့်လာနေတယ်လို့ကြေညာထားပါတယ်။ကြားဖြတ်လုပ်ငန်းနဲ့ဆက်ဆက်နေတဲ့ကင် BGF တာဝန်ရှိသူတွေနဲ့လုပ်ငန်း၉ခုကိုလည်းပိတ်ဆို့ရေးယူလိုက်တယ်လို့ OFAC ကစက်တင်ဘာလ၈ရက်နေ့ကကြေညာခဲ့ပါတယ်။အွန်လိုင်းငွေကြေးလိမ်လည်မှုတွေဟာ၂၀၂၄ခုနှစ်အတွင်းမှာ66ရာခိုင်နှုန်းထိမြင့်တက်လာခဲ့ပြီးမေဂန်နိုင်ငံသားတွေကိုပြစ်မှတ်ထားလာခဲ့ပြီးတော့၂၀၂၄ခုနှစ်တနှစ်ထဲမှာပဲ ဒေါ်လာ30ဘီလီယံကျော်လိန်ခံခဲ့ရတယ်လို့ OFAC ကဆိုပါတယ်။ DGB ကလည်းဖျားသုံးစုမျိုးကကြားဖြတ်လုပ်ငန်းနဲ့ဆက်ဆက်နေတယ်လို့မြောက်ပြည်မြို့တောင်ဘက်မှာရှိတဲ့၎င်းတို့ထင်းချုပ်ရာကြောက်ခက်ဒေသမှာလည်းကြားဖြတ်လုပ်ငန်းလဲပတ်လုပ်ကင်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ထူးခြားတာက DGB ထဲမှာ တော်လိုင်းအင်အားစုကိုအရင်ကတည်းကရှုတ်ဝက်စွာကုညင်းနေတဲ့သူတွေရှိနေတာပါ။ BGF ကလည်းအလားတူအကူအညီပေးခဲ့တာရှိတယ်လို့တော်လင်းရေးဘူအောင်တဲ့နေဆက်သူတချို့ထံကနေသိရပါတယ်။2020ခုနှစ်ရွေးကောက်ပွဲမှာ NLD ပါတီရဲ့မဲပသမောင်မှု2020ခုနှစ်ရွေးကောက်ပွဲမှာမဲစင်းမှားရင်းတယ်လို့အကြောင်းပြအာဏာသိမ်းခဲ့တဲ့စစ်တပ်ကပြီးခဲ့တဲ့၄နှစ်ကျော်ကာလတွင်ပြည်သူတွေကိုနှိမ့်စင်လို့ဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပါတယ်။ ထိတ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေတက်ကနေထွက်ပြီးစစ်တပ်ပါတီကြန့်ခန့်ရေးကနေရွေးကောက်ပွဲဝင်မှုပြင်ဆင်နေကြပုံက2010ရွေးကောက်ပွဲခြေအနေနဲ့ပုံစံတူးနေပါလေ။အဲ့ဒီချိန်တုန်းကလည်းရွေးကောက်ပွဲကိုစစ်တဲ့စိတ်ကြိုက်ကျင်းပခဲ့ပြီးတော့ထိတ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေလူဖို့လဲအစိုးရဖွဲ့ကြတဲ့အပြောင်းလဲဖြစ်သွားခဲ့ပါလေ။ကရင်လက်နက်ကိုင်သုံးဘက်ကတော့အနာသိစတဲ့ကျင်းပဖို့ပြင်းနေတဲ့ရွေးကောက်ပွဲကနေဒီမိုကရေစီနီးကြတဲ့ပြည်သူအစိုးရတည်းရဲ့ပေါ်ထွက်လာမယ်လို့ယူဆထားကြပါတယ် ရွေးကောက်ခံအစိုးရအနေနဲ့နိုင်ငံတကာအေဂျင်စီနဲ့ဖွံ့ဖြိုးရေးကိုဖော်ဆောင်နိုင်မဲ့ပြင်ကေပီနယ်နဲ့ပြည်သူတွေရဲ့ဘဝကိုပါအေဂျင်တင်ငိမ့်အောင်ဖန်တီးပေးနိုင်တယ်လို့၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာရေးထားပါတယ်ရွေးကောက်ပွဲမှာပါဝင်မဲထဲမဲ့သူတွေထိခိုက်နေတာဆုံးရှုံးမှုမရှိစေဖို့အဖွဲ့အစုံပူးပေါင်းကာကွယ်သွားမှာဖြစ်ပြီးပြည်သူတွေရဲ့တင်ငိမ့်တဲ့ဘဝဖော်ဆောင်နိုင်ရေးတွေအပြည့်အဝပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ကရင်လက်နက်ကိုင် သုံးဘွဲကဆိုပါတယ် ရွေးကောက်ပွဲကြောင့်နိုင်ငံပြောင်းလဲဖြစ်နိုင်တယ်လို့ DGB ဘိုးစစ်ဌာနချုပ်စီးဌာနဌာနမှူးဒုဗိုလ်မှူးကြီးစောတာပလဲကမြန်မာနောင်းကိုပြောပါတယ်။ဒီမဲထရက်ကိစ္စမှာသူတို့တွေထက်ချင်တဲ့ကျွန်တော်တို့လူထုတွေရှိကောင်းရှိနိုင်တယ်လေ။အဲဒါကြောင့်မို့ဒီထက်မဲ့ကျွန်တော်တို့လူထုတွေအတွက်ပေါ့လေကျွန်တော်ဒါအာကျွန်တော်တို့ဒီလက်နက်ကင်ဒီ PC ရဲ့ DGB ရဲ့ BJ ကနေပြီးတော့အကောင်းဆုံးညှိနှိုင်းပြီးတော့အထက်ချင်တဲ့လူတွေအတွက်အနေနဲ့မရှိအောင်ဆိုပြီးတော့ကျွန်တော်တို့တွေကအဲတော့ပူပေါင်းဆောင်ရွက်ပြီးတော့ဒီလက်ရှိနိုင်ငံတော်ရဲ့ပြည်ပြင်ပြောင်းလဲမှုမှာလည်းဒါတခန်းတခန်းနောက်ပေါ့အဲတော့မှအပြောင်းလဲလေးတခုဖြစ်လာမယ်လို့မျှော်လင့်ချက်နဲ့ပေါ့လေဒါကျွန်တော်တို့ဒီဟာပူပေါင်းပြီးတော့ဒါအတတ်နိုင်ဆုံးကျွန်တော်တို့ဒီရွေးကောက်ပွဲကိုပုံမြင်ကူညီမဲ့အနေထားပေါ့လေ ။ရွက်ောက်ပွဲမှာမဲမထဲကျင်တဲ့သူတွေကိုလည်းမဲထဲဖို့ဖိအားပေးမှာမဟုတ်ဘူးလို့ဒုဗိုလ်မူကြီးစောတာပလဲကပြောပါတယ်။အနာဒင်းစစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွက်ောက်ပွဲပိုင်းတစ်ကိုကင်းပြည်နယ်ကဖန်အန်တန်တော်ကြီးနဲ့မြောက်ရီမြို့နယ်တွေပါဝင်နိုင်ငံနဲ့တရနှစ်မြို့နယ်မှာကျင်းပမယ်လို့ကြေညာထားပါတယ်။မြန်မာစစ်တပ်ကိုနှစ်ပေါင်း80ကျော်လက်နက်ကင်တိုက်လာတယ်လို့အဆိုပါသုံးဘွဲ့နဲ့လည်း လှူရှားရနေမြင့်ချင်းဆက်ဆက်နေတဲ့ကင်မျိုးသားစီယုံခင်ယူကတော့စစ်တဲ့အကျဉ်းမမဲ့ရွေးကောက်ပွဲကိုလုံးဝလက်မခံဘူးလို့ဩဂုတ်လ26ရက်နေ့မှာကြေညာချက်ထုတ်ပြန်ထားပါတယ်။နောက်နေ့ရက်ကျမှတော့အနာသိန်းစစ်တဲ့ကခင်ယူကိုအကျဉ်းဘက်အုပ်စုဖြစ်တုတ်ပြန်ကြေညာခဲ့ပြီးနောက်တစ်လကျမှခင်ယူခေါင်းဆောင်စစ်တဦးကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှန်23ကကြီးနဲ့အမှုဖွင့်ခဲ့ပါတယ်။အမှုဖွင့်ခံရတဲ့သူတွေထဲမှာခင်ယူဩဂထပရိုဆော့ဝဲထူဝင်း ဒုက္ခပရိုစောဆက်ကေထွေထွေ တွင်ရင်မူပရိုစောတာတို့မူတွဲဘက် တွင်ရင်မူတေပရိုစောတော်တိပွဲတွဲဘက်တွင်ရင်မူနေပရိုစောလာထွန်းဘူကောမတီဝင်နေဖြစ်တဲ့ဘူချုပ်ကြီးစောကျော်နီဘူမူချုပ်စောတာမလာတော့ပရိုစောလော်အေမူပရိုစောရဲ့ဂလူစေပရိုနော်တာတာနဲ့ပရိုစောတော်နီတို့ပါဝင်နေလို့စစ်တရေစစ်တမနာ23ရင်းနှစ်ထုတ်သတင်းစာမှာဖော်ပြထားပါတယ် ။ကရင်လက်နက်ကိုင်သုံးဖွဲ့ကရွေးကောက်ပွဲကိုထောက်ခံတယ်လို့ကြီးညာချက်ထုတ်တာဟာအာဏာသိမ်းစစ်တပ်ဘက်ကိုရက်တီလိုက်တာဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူဘရိုဆိုဒိုနီကစတေမာလာနောက်ဆုံးပတ်မှာ EAWR သတင်းဌာနကိုပြောပါတယ်။အဲ့ဒီသုံးဖွဲ့ရဲ့ထုတ်ပြန်ချက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူဒုဗိုလ်မူကြီးစောတာပလဲက၎င်းတို့နဲ့ KNU ရက်တီချက်အတူပေမဲ့လည်းတိုက်ပွဲဖြစ်လာနိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ပရိပခဖြစ်တယ်ဆိုတာတော့မရှိပါဘူးအတိအကျကျွန်တော်တို့လည်းဒီနယ်မြေမှာအတူတူနေကြတာပဲ ဒါဒါကိုယ့်ရဲ့အဖွဲ့အစည်းနဲ့ကိုယ့်ရဲ့တည်ချက်ပေါ်မှာမူတည်ပြီးတော့ဟိုပြောကြတာပဲလေဒီမျိုးသဘောထားထောက်ပြန်လိုက်တဲ့အပေါ်မှာသူတို့နဲ့ဆန့်ကျင်ပြီးတော့ဟိုဖြစ်သွားဖို့ဆိုတာကမရှိပါဘူးလို့နော်နိုင်ငံရေးလေးလာသုံးသက်သူကိုကရင်မျိုးသားတို့ကတော့ကရင်လက်နက်ကင်သုံးဘွဲ့အနေနဲ့အာဏာသိမ်းစစ်တပ်နဲ့ထိတိုက်တွေ့မယ်ဆိုရင်၎င်းတို့ရဲ့အကျိုးစီးပွားတွေထိခိုက်မှုတွေရှိလာနိုင်လို့ရွေးကောက်ပွဲဆိုင်ရာကြီးညာချက်ထုတ်ပြန်တာဖြစ်နိုင်တယ်လို့သုံးသက်ပါတယ် ဒီသမွေရဲ့ယက်တီချက်ကအကင်လူလူတွေဘာမှထွေထွေထူးထူးအကျိုးဆောင်နိုင်မယ်လို့မမြင်ဘူးသူတို့အကျိုးစီးပွားနဲ့ကိုပိုင်ယက်တီနိုင်ဖို့ပဲ ဖြစ်တယ်လို့သူကပြောပါတယ်နိုင်ငံကဖီအားတွေရှိလာချိန်မှာပြင်ပြင်းနဲ့တွင် ကြားဖြန့်လုပ်ငန်းလုပ်ကင်သူတွေကိုဖမ်းဆီးပြပေးမယ်လေကြားဖြန့်ကိုင်းခေါင်းဆောင်တွေကတော့လွတ်မြောက်နေပုံရတယ်လို့သူကဆိုပါတယ်ဒီသုံးဘွဲကသူတို့ကွင်ထဲမှာအွန်လိုင်းလိမ်လည်မှုကိစ္စတွေပုံခုနေပြီးမှအကျိုးမြတ်ရနေတာတွေက စိတ်ပျက်စရာပါ ။ပြီးခဲ့တဲ့တစ်ခေါက်ကလည်းဖမ်းတာစီးတာလုပ်ပြရတယ်။ဒါပေမဲ့ခေါင်းဆောင်ကြီးကြီးမားမားတယောက်မှဖမ်းမိတာလည်းမရှိဘူး။သူတို့ လုပ်ငန်းတွေဆက်လုပ်နေတယ်လို့သူကပြောပါတယ်။ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး DGB ဘိုးစစ်ဌာနချုပ်စီရင်ဌာနဌာနမှူးဒုဗိုလ်မှူးကြီးစောတာပလဲကတော့ဒါဟာအထင်မှားခြင်းဖြစ်တယ်လို့ပြောပါတယ်။ဒါတော့ကျွန်တော်တို့ကပြောချင်တာကဟိုကျွန်တော်တို့ရဲ့အနေအထားကိုသိတဲ့လူရှိနေရှိမယ်။မသိတဲ့လူရှိရှိမယ်။နောက်ကျွန်တော်တို့လောက်ကန်ဆောင်ရမှုတွေကျွန်တော်တို့ရဲ့အနေအထားကိုသိတဲ့လူဆိုရင်လည်း ဒါဘယ်လိုပြောမလဲအပြုတ်သဘောဆောင်တဲ့အနေထားနဲ့နားလည်ပြင်နိုင်သလိုကျွန်တော်တို့အကြောင်းမသိတဲ့လူရောက်လို့လည်းဒါကျွန်တော်တို့ဒီနိုင်ငံရဲ့ဖြစ်စဉ်မှာကျွန်တော်တို့တွေကဟလာတနဲ့ပတ်သက်ပြီးတော့ဒါအပူပေါင်းဆောင်ရတဲ့ဆိုတော့ကျွန်တော်တို့တွေကသူတို့နဲ့ပူပေါင်းသွားပြီးလားအပြုအထင်မြင်တယ်လက်ဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့က NC လက်မှတ်ထိုးထားတဲ့နိုင်ငံအဖွဲ့အစည်းဖြစ်တဲ့ပုံမှာကျွန်တော်တို့ကကိုယ့်နဲ့မြေကိုယ့်ရဲ့ဒေသတည်ငြိမ်အေးချမ်းဖို့နဲ့ကျွန်တော်တို့အပြုသဘောဆောင်တဲ့အလုပ်တွေလုပ်ဖို့ဆိုတာကကျွန်တော်တို့ဒီ2021ဖွယ်လမှာကျွန်တော်တို့ဒီ ထောက်ပြခြင်းအချက်ထောက်ထားတာလည်းရှိပါတယ်ကျွန်တော်တို့ကဂျာနီမူဝါဒအခိုင်ဆိုတဲ့အဖွဲ့အစည်းဖြစ်တဲ့ပုံမှာအဲလက်ရှိဒီကျွန်တော်တို့ဟောနိုင်ငံရဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သဘောထားကဒါတော့ဒီမျိုးဆောင်ရွက်ရင်သင့်တော်မယ်ဆိုပြီးတော့ကျွန်တော်တို့ခေါင်းဆောင်တွေအချင်းချင်းညှိနှိုင်းတာမြင်ပြီးတော့ဒါထောက်ပြရခြင်းဖြစ်ပါတယ်လို့နော်အာနာသိစစ်တပ်အနေနဲ့2025ခုနှစ်ဇူလိုင်လကစပြီးပြည်ပြည်နယ်စစ်မျက်နှာမှာထင်ရှားတဲ့အောင်မြင်မှုတချို့ပြင်ရလာပါတယ် KNU နဲ့တော်လှန်ရေးဘူပေါင်းတပ်တွေကိုတိုက်ခိုက်တဲ့ထိုးစစ်ကိုအာဏာသိမ်းစစ်တပ်ကမြမသမိုင်းတွေကစစ်ဗျင်တပားနာမည်ပေးထားပါတယ်။ထိုင်းနိုင်ငံကိုတချိန်ကကျူးကျော်ခဲ့တဲ့မြမစစ်ဗျင်တပားဖြစ်တဲ့လောင်မင်းတရားဦးအောင်စရာရဲ့နာမည်ကိုဆွဲပြုပြီး အောင်စရာစစ်စင်ရေးလို့နာမည်ပေးထားပါတယ်။ KNU နဲ့၎င်းရဲ့မာမင်းဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF တွေထိန်းချုပ်ထားတဲ့ကျုံတို့ကော့ဂရိတ်ကားလမ်းကိုဇူလိုင်လထဲမှာထိုးစစ်ဆင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စတေမလာငယ်နေမှာကော့ဂရိတ်မြပရိအာရှလမ်းပေါ်မှာရှိတဲ့စေအီယာရေးပါတဲ့သင်္ကန်းကြီးနောင်ရွာကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။သင်္ကန်းကြီးနောင်ကိုစစ်တပ်ကပြန်သိမ်းနိုင်တဲ့အဓိကအကြောင်းရင်းတွေထဲမှာမြပရိနဲ့သင်္ကန်းကြီးနောင်ကြားက BGF စခန်းတွေကလမ်းဖွင့်ပေးလိုက်တာကြောင့်မြပရိမျိုးကစစ်တပ်စစ်ကြောင်းတွေရှစ်တိုးချီတက်လာနိုင်မှုကလည်းအချက်တစ်ချက်ဖြစ်ပါဝင်နေတယ်လို့တော်လိုင်းတက်တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တချို့ကဆိုပါတယ် လက်ရှိမှာတော့အာနာသိန်းစစ်တပ်ရဲ့စစ်ကြောင်းဟာမြဝတီမြို့ရဲ့တောင်မက်ရှိဒေဂိတ်ကောမြို့တစ်ထီရောက်လာနေပြီးခင်ယူနေတော်နေပူပေါင်းတက်ကခံသိရှင်ပျောက်ကြားစနစ်နဲ့စခန်းပေမထိုင်မဲခုခံနေပါတယ်။ကင်ယူနဲ့တော်လေးပူပေါင်းတက်ဘက်ကခံစစ်အသွင်ပြောင်းသွားရတဲ့အခြေအနေမှာကင်လဲနဲ့ကင်သုံးဘွဲဟာအာနာသိန်းစစ်တပ်နဲ့တူနိုင်ငံရေးအရာယက်တီလာတာဖြစ်တယ်လို့စစ်ရေးလေးလာသူတချို့ကရှုမြင်ကြပါတယ်။စစ်ရေးလေးလာသုံးသက်သူမြန်မာတုတေတီမျိုးသားတို့ကလည်း ။ကရင်လက်နက်ကိုင်သုံးဖွဲ့ဟာကရင်ပြည်နယ်စစ်မျက်နှာမှာအာဏာသိမ်းစစ်တပ်ကစစ်ရေးအသားစီးရလာတဲ့တွေ့အာဏာသိမ်းစစ်တပ်ပေါ်ပေါ်ထင်ထင်ရပ်တည်လာတာဖြစ်တယ်လို့မြန်မာနောင်းကိုပြောပါလေ။အဓိကတော့စစ်တပ်တိုင်းစစ်တပ်နဲ့ပေါင်းတာပေါ့။ဟိုဘက်ကတိုင်းဟိုဘက်နဲ့ပေါင်းတယ်ဆိုတဲ့လက္ခဏာတော့တွေ့ရတယ်။ဒီနှစ်ခုကတော့မူလတရားဆိုစစ်တပ်နဲ့ပေါင်းတဲ့အဖွဲ့အစည်းသုံးခုပဲ။နှစ်ခုက NCA ထိုးထားတယ်။တစ်ခုက မိရက်ကဆောင်ဖြစ်သူကစစ်တပ်ရဲ့လက်ခံဖွဲ့စည်းပဲစစ်တပ်ခါကျတော့စစ်တပ်နဲ့ပူးပေါင်းမှာပဲနိုင်ငံအုပ်ချုပ်တဲ့မင်းနိုင်ငံအုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကြီးကလေးကတိုင်းသားအလုံးကိုညံ့ညက်တတ်တတ်ဝက်သားသားလေးကိုဝက်သားကိုတွေးပါစိတ်သာသားလေးကိုစိတ်သာတွေးပါတသားလူသားလေးကိုစိတ်သာလူတွေးပါကိုရေးပဲညံ့ညံ့စပယ်ညံ့မမဖြစ်တာတောင်းဖြစ် ကင်းလန်းတကင်သုံးဘွယ်ထဲမှာအွန်လိုင်းငွေလေလုပ်ငန်းကြားဖြန့်တဲ့ကဘာကျော်တဲ့ BGF ဟာအင်အားအတောင်ဆုံးဖြစ်ပြီးစစ်ရင်အား9000ကနေ1000ထိရှိနိုင်တယ်လို့စစ်ရေးလေလာသုံးသက်သူမြန်မာသူတွေတီမျိုးသားကခန့်မှန်းထားပါတယ် BGF ဟာထိုင်းမြန်မာနယ်စပ်မြောက်ပိုင်းမြို့နယ်မှာအင်အားတောင့်ပေမဲ့လေအွန်လိုင်းငွေလေလုပ်ငန်းကြောင့်ကဘာအင်အားကြီးတရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံတို့ရဲ့ဖိအားဒဏ်ကိုရင်ဆိုင်နေရပါတယ်ပြပအင်အားကြီးနိုင်ငံတစ်ခုရဲ့မကျေနပ်မှုတန်ရင်ဆိုင်နေရချိန်မှာ BGF ဟာ အာဏာသိမ်းစစ်တပ်ကရိမ့်ပြီးအဖွဲ့ရက်တီနိုင်ရေးကျိုးပန်းလာတာဖြစ်နိုင်တယ်လို့လဲမြန်မာသူတွေဒီမြို့သားတူကဆိုပါတယ်အမေရိကန်ရာဇံပေးမှုကြတော့ပါနဲ့တူလဲဆိုတော့ခွန်စာဖွဲ့ကိုရာဇံပေးသလိုမျိုးဖြစ်တယ်တော့အပြတ်ရှင်းတာပဲအမေရိကန်ကိုထိခိုက်တယ်ဆိုရင်အပြတ်ရှင်းတဲ့အခါကျတော့ခွန်စာကိုရှင်းသလိုမျိုးစောချစ်သူကိုရှင်းနိုင်တယ်ဆိုရင်လားလားရှိတယ်အဲ့ရှင်မှာစောချစ်သူတွေနဲ့ကရက်တီဖို့အတွက်လက်ရှာတယ်လို့ထင်တယ် ကင်ရင်လက်နက်ကင်သုံးဘွဲနဲ့ကင်ရင်ယူတို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရက်တီပုံမတူပေမဲ့လည်းပဋိပက္ခဖြစ်နိုင်ခြေနေတယ်လို့သူကဆက်ပြီးသုံးသပ်ပြောဆိုထားပါတယ်ခင်ဗျာသူတို့ချင်းချင်းကတော့ပဋိပက္ခမဖြစ်ဖို့သဘောတူထားတယ်လက်နက်ကင်မတိုက်ဖို့သဘောတူထားတယ်ဆိုတော့ထိတ်တဲ့ရင်ဆိုင်တာသူတို့ဂျားတော့ဖြစ်မှမထင်ဘူးသူစစ်တပ်နဲ့ဆက်ဆံတဲ့နေရာမှာလားသူတို့နီးပြီးရမတူကြတာလို့ပဲပြောရမှထင်တယ်